ကျွေးမြို့တော်ကျုံနေကြီးကခန်းညားထဲဝါစွာမန္တလေးတောင်တော်ကမြို့ကိုအေးချမ်းစွာစောင့်ကြည့်နေတယ်ဒါပေမဲ့ဒီမြို့ရဲ့အပူချိန်ဟာနေဘူးရှင်ကြောင့်မေတ္တာပူတာမဟုတ်ဘူးနေစဉ်ဘဝရဲ့ယုံကံလှူရှားမှုတွေအာနာနဲ့ငွေကြီးရဲ့ပဋိပိက္ခတွေကြောင့်လည်းပူလောင်နေတတ်တယ်ဒီအပူလောင်ဆုံးနေရာကတော့ဈေးချိုပါပဲ။ မြန်မာနိုင်ငံအလဲပိုင်းရဲ့စီးပွားရေးနှလုံးသားတစ်ခုလိုဖြစ်နေတဲ့ဈေးချိုတော်ကြီးနဲ့သူ့ရဲ့ပတ်ဝန်းကျင်ဟာနီရောညပါလှုပ်ရှားတာဝန်နေတယ်။ကုန်စည်တဲ့စီးစိမ့်သလိုတရားမဝင်ငွေကြေးတွေအကာအကွယ်ပေးမှုတွေချိမြောက်မှုတွေကလည်းဒီနေရာမှာပဲစီးစိမ့်နေကြတယ်။ဒီနေမြေကိုစိုးမိုးထားသူကတော့နေမြေကန်စခန်းနူနစ်က စခန်းမှုရဲဥကြော်တင်ပဲ။ရဲဥကြော်တင်ဟာအပြည့်အမှတ်မှာ တရားဥပဒေစိုးမိုးရေးကိုပြောတတ်ပေမဲ့အတွေးစိတ်မှာတော့ဈေးချိုဝင်းကျင်ကဆိုင်ကန်းတွေလမ်းပီးဈေးတဲ့တွေစီကဆက်ကြီးဆိုတဲ့လုံကြုံကြီးအမိခံငွေကြီးတွေကိုစနစ်တကျကောက်ခံနေသူပါသူ့လက်အောက်ကဒူရဲအိုတောင်းထိုက်ဟာသူ့ရဲ့ညာလည်းယုံငွေကြီးကောက်ခံယူတာဝန်ခံကောနေပြီးတော့အထုံးစွန်စန်းစစ်စေးရဌာနချုပ် DSI ဒူရဲမှုနေချီလင်းဟာသူ့ရဲ့အထက်အရာရှိယုံကန်းရှိမှတောင်းတကြီးမတက်ရနေတယ်။အထက်28နှစ်အရွယ်ထပ်မြက်တဲ့မြက်ဝင်ဘယ်တော့မှနောက်မဆုတ်တတ်တဲ့စိတ်ဓာတ်ပိုင်ဆိုင်ထားသူ။သူမဟာဌာနောင်းရဲ့အတော်ဆုံးအန္တကပါလို့ဖွဲ့ဆောင်ထောင်းတွေထဲကတယောက်ပါ။မန္တလေးဈေးကြိုကိစ္စနေချီတိုင်းစာတွေကအမိမတိဘူးပဲမဲ့နေတိုင်းတက်လာနေတယ်။အဲဒီကရဲဦးကျော်ထင်းကဈေးတစ်ခုလုံးကိုသူ့အိတ်ထည့်ထည့်ထားအောင်ပဲ။ ကျွန်မသွားပါမယ်။နေချီလင်းကတိုတိုပြက်ပြက်ဖြေတယ်။ဒါပေမဲ့နေချီဒီတစ်ခေါက်မတူဘူး။ကျော်တင်ကအရန်ပါနာတယ်။သူကဒီထားခံတွေနဲ့ဒီမဟုတ်အထာကလူကချို့နဲ့ပါပတ်သက်ဆက်နွယ်မှုရှိနေနေ။နေရဲဆိုရပုံစံနဲ့သွားလို့လုံးဝမရဘူး။နင်းဈေးချိုကိုရောက်တန်းနဲ့သူချက်ချင်းသိလိမ့်မယ်။နေကြည်လင်းကခဏစဉ်းစားလိုက်တယ်။ပြီးတော့သူ့ရဲ့အထက်အရာရှိကိုဖျက်သားတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးပြောလိုက်တယ်။ဒါဆို ရဲတယောက်မမြင်နိုင်တဲ့နေရာကနေကျမကြည့်ရမယ်ဘဒူးမအရေးတယူမကြည့်တဲ့လူတယောက်ဒါပေမဲ့အားလုံးကိုမြင်နေရတဲ့လူတယောက်အနေနဲ့ပေါ့တလကြပြီးနောက်မန္တလေးမြို့ဈေးချိုတော်အနောက်ပေါက်မနက်ခင်းဈေးဝယ်သူတွေကုန်တင်ကုန်ချလုံးနေအချွေးနံငပိငချောင်းနံတနခမ်းနံတွေရောထွေးနေတဲ့လမ်းတောင်တနေရာ ဇဝင်တွေကကြီးနဲ့ကတ်ဆင်းနေပြီးအယံမပေါ်တော့တဲ့တမိစုပ်အင်ကြီးစုပ်နဲ့မိသွေးဆိုတဲ့သူတောင်းစားမလေးပေါ်လာခဲ့တယ်။အထက်က30လား40လားမခံမနိုင်။ညနာတစ်ခူးလုံးကညပြရနေပြီးသူ့ရဲ့မျက်လုံးတွေကဘဝရဲ့အနာကပျောက်ဆုံးနေသူတယောက်လိုကြောင်တောင်တဲ့နဲ့ဝေဝါးနေတယ်။သူမကတခြားသူတောင်းစားတွေလိုဇွတ်အတင်မလိုက်တောင်းဘူး။သူမရဲ့နေရာလုတ်တတ်မှတ်ထားတဲ့ပလက်ဖောင်းတောင်းကြကြလေးမှာငုတ်တုတ်ထိုင် သူရှေ့မှာတန်ကွက်အစုံတွေကိုချကီလာမြသွားမြလူတွေကိုကြည့်နေတတ်တယ်။ဘသူမှမသိလိုက်တာကတော့ဒီမိဖွေးဆိုတာလူရဲမှုနေကြည်လင်းကိုတိုင်ဆိုတာပါ။သူမဟာဒီဇဲရောက်တဲ့ကိုဝင်ဖို့တလားလုံးပြင်ဆင်ခဲ့ရတယ်။သူ့ရဲ့နေကြည်လင်းဆိုတာတောင်းပတဲ့မြဝင်းတွေကိုမိဖွေးရဲ့မျော်လင့်ချက်မရှိတော့တဲ့မြဝင်းတွေဖြစ်သွားအောင်မှန်ရွှေ့မှာနေတိုင်းလေ့ကျင့်ခဲ့ရတယ်။သူ့ရဲ့တန်ဆွမ်းတဲ့ခန္ဓာကိုယ်ကို ပိန်လီပြီးအားအင်ကုန်ခန်းနေတဲ့ပုံစံပေါက်အောင်အငတ်ခံခဲ့ရတယ်။သူမရဲ့လက်ထဲမှာတန်ကွက်ကလေးအပြင်ဘသူမှမမြင်နိုင်တဲ့ခစ်တော်အတန်ဖန်းဆက်ကလေးတွေကင်မရာအသေးလေးတွေက သူ့ရဲ့ညစ်ပေးနေတဲ့အဝတ်အစားတွေထဲမှာလွှဝတ်တဆင်ထောပြီးသား။မိဖွေးရဲ့ပထမဆုံးနေ့ရက်တွေကခက်ခဲခဲ့တယ်။ရက်ကွက်ထဲကတခြားလမ်းဘေးခွေးတွေရဲ့အနိုင်ကျင်းမှုဇီးနာအဆောင်တွေရဲ့နှင်ထုတ်မှု အစိုးဆုံးကတော့လူတွေရဲ့မထီမမြင်အကြည့်တွေပါပဲလူတွေကသူ့ကိုမမြင်ကြဘူးသူ့ကိုရှောင်သွားကြတယ်သူ့ရှေ့မှာပဲလှုပ်ဝှက်စကားတွေပြောကြတယ်ငွေကြေးလက်သစ်ထုတ်ပေးကြတယ်ရန်ဖြစ်ပွားကြတယ်ဒူမဟာမမြင်နိုင်တဲ့မျက်လုံးတစ်လုံးဖြစ်လာခဲ့ပြီဒူမစောင့်နေတာကတော့ဒီလန်းတောင်ကိုအပတ်စဉ်လာလိရှိတဲ့ရဲအုပ်ကြောင့်ထင်းရလက်ယုံဒူရဲအုပ်တောင်းထိုက်ရဲ့ခြေတံကိုပဲ မေဖွေဒူယဲမူနေကြည်လင်တယောက်ဈေးချိုအနောက်ပေါက်ရဲ့ပလက်ဖောင်းတောင်လေးမှာနေရာယူထားတာတပတ်ကျော်ခဲ့ပြီ အခုဆိုရင် သူမဟာဒီပဝန်းကျင်ရဲ့အင်္ဂါအစိပ်ပိုင်းတစ်ခုလိုထင်နေခဲ့ပြီဈေးတဲ့တွေက သူ့ကိုအနောက်အချက်တစ်ခုလိုမမြင်တော့ဘူးတချို့ကတနာလို့မုန့်ချံလေးလေးပေးတတ်တယ်လို့တချို့ကလည်းလုံးဝမမြင်ကြတော့ဘူးဒါဟာနေချီလင်းလိုချင်တဲ့အခြေအနေအတိအကျပဲသူမဟာ မိဖွေးအဖြစ်နဲ့ဒီဇေးရဲ့အစည်းချက်ကို နားလည်လာခဲ့ပြီမနက်၄နာရီကုံစိန်ကားတွေဝင်လာတန်းမနက်၉နာရီဈေးဝယ်သူတွေရဲ့အစည်းကားဆုံးအချိန်နေ့လည်း၁နာရီဈေးခတာညင်သက်သွားချိန်ပြီးတော့တောက်ကြနေညနေ၃နာရီမိနစ်ဒီအချိန်ဟာဈေးရဲ့အစည်းချက်ပုံမှန်မဟုတ်တော့တဲ့အချိန်နေကြီးလင်းတတိထားမိတာ၃ပတ်ရှိပြီတောက်ကြနေ၃နာရီဝန်းကျင်ရောက်တာနဲ့ ဈေးသက်တချို့ရဲ့မျက်နှာတွေက မလုံမချုံဖြစ်လာတယ်။ပတ်စံသိင်းတဲ့အတီတာလေးတွေကိုခဏခဏဖွင့်လိုက်ပိတ်လိုက်လှုပ်လာကြတယ်။အချင်းချင်းမျက်ရည်မြက်ကဲပြလာကြတယ်။အဲ့ဒီနေ့တောက်ကြနေညနေ3:55မိနစ်ဈေးအနောက်ပေါက်လမ်းမထေကိုရဲဆိုင်ကတစီထိုးရလာတယ်။ဆိုင်ကဘောကဆင်းလန်တို့ကတော့ယူနီဖောင်းတန်တန်ပြန့်ပြန့်ဝတ်ထားပေမဲ့မျက်နှာမှာကွမ်းကြိုးနေနဲ့ခါးကြားကပစ္စတောကို တမင်တကာမြင်တောင်အောင်ထားထားရဲ့ဒုရဲ့အုပ်တောင်းထိုက်သူ့ရဲ့ဝင်လာပုံကအုတ်ထင်းတို့တယောက်ဝင်လာတာထက်အကျွေးချင်းတယောက်ဝင်လာတာနဲ့ပိုတူတယ်တောင်းထိုက်ကဘသူကမှနှုတ်မဆက်ဘူးသူကဈေးတဲ့ဒီစီကိုတန်းနမမရှောင်မသွားဘူးသူ့ရဲ့ပထမဆုံးဂိတ်ကတော့ဈေးတောင်းကလက်ဖက်ရည်ဆိုင်ပိုင်ရှင်ဥပခိုင်ရှိကိုပဲမိဖွေးနေကြည်လင်းတာသူ့နေရာကနေအားလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရတယ် သူ့ရဲ့ညစ်ပေးနေတဲ့အင်ဂျီချက်သည်အဲ့ချက်သည်ဟာတကယ်တော့ high definition camera မှန်ပြီလို့အသေးလေးတစ်ခုပဲတောင်းထိုက်ကလဖိတ်အဆိုင်စွဲမှာဝင်ထိုင်တယ်ဥပခိုင်ကချက်ချင်းပြပြတလဲနဲ့လဖိတ်ဤတစ်ခွက်ချပေးတယ်တောင်းထိုက်ကလဖိတ်ဤကိုတငုံမတ်တောက်တယ်ပြီးတော့ဥပခိုင်က စာအိတ်အဖူရောင်လေးတစ်ခုကိုဆေးလီဘူးတဘူးရောက်ကောင်းမှာညှက်ပြီးစပွမ်းပေါက်ကို တွန်းပေးလိုက်တယ်တောင်းထိုက်ကဆေးလီဘူးကိုယူပြီး သူ့အင်ဂျီအိတ်ထဲထည့်လိုက်တယ်လက်ဖက်ရည်ဘိုးဆော်ရပုံစံနဲ့ပေါ့မိဖိုးရဲ့နဖမ်းတွေမတိမတာတွန့်သွားတယ်ဒါဟာသူ့ရဲ့ပထမဆုံးမှတ်တမ်းဒူးရဲ့အုပ်တောင်းထိုက်ကလက်ဖက်ဆိုင်ကနေထွက်လာပြီးဈေးတန်းတွေကိုဆက်လျှောက်သွားတယ်သူကဆိုင်တန်းကိုမဝင်ဘူးတက်မှတ်ထားတဲ့ဆိုင်တွေကိုပဲဝင်တယ်ပိတ်ဆိုင်တွေ ရွှေဆိုင်တန်းကဆိုင်တချို့နောက်ဆုံးသူကလမ်းဘေးမှာတစ်ဖီပန်းလေးချရောက်နေတယ် ဒေါ်မြဆိုရက်အတော်ဤစီကိုရက်လိုက်တယ်အတော်ဤဒီတစ်ပတ်တန်ရှင်နေကြည့်ရောတောင်းထရုပ်ပန်းကအေးဆက်ဆက်ဒေါ်မြကမျက်နှာငယ်လေးနဲ့မကြိုက်ရက်ထားတယ်ဆရာရဲ့ဒီတစ်ပတ်ဇီယောင်းလုံးဝမကောင်းလို့ပါ နောက်ပတ်မှနှစ်ပတ်စာပေါင်းပေးပါ မရောတောင်းထရဲ့အတန်းကချက်ချင်းကျဲလောင်သွားတယ်သူကဒေါ်မြရဲ့တိဖီဖန်းတဲ့ကဖန်းတိတဲ့လုံးကိုကောက်ကင်လိုက်တယ်ခမနာတို့ကဒီလိုအပုတ်တွေအညာချောင်းတွေရောင်းပြီး ဈေးရနာမည်ကို ဖြတ်နေတာမဟုတ်ဘူးလားပြီးတော့ဒီနေရာကလူသွားလမ်းပိုက်နေတာမသိဘူးလားဖြောင်းတောင်းထိုက်ကသူ့လက်ထက်ကပန်းသီးနဲ့ဒေါ်မြတ်ရဲ့သစ်ဖီဖန်းကိုပြစ်ပေါက်လိုက်တယ်ပန်းသီးလီမော်သီးတချို့လမ်းပေါ်မှာလင့်ကျသွားတယ်အိုးအမလီမလုတ်ပါနဲ့ဆရာရဲ့ဒေါ်မြတ်ကငိုတန်ပတုံတုံငင်းငင်းဖြစ်သွားပြီသူ့ခါကြတဲ့ကောပတ်စံအိအဆုပ်လေးကိုအမြန်နှောက်လိုက်တယ်ခောက်ခွေနေလဲပတ်စံ9000တန်ထိရွက်ကိုထုတ်ပြီး တောင်းထိုက်ရဲ့လက်ချက်ကိုထည့်ပေးလိုက်တယ်။တောင်းထိုက်ကပတ်စံကိုယူပြီးသူ့အိပ်ထဲထည့်လိုက်တယ်။ပြီးတော့လင်းကြသွားတဲ့ပန်းသီးတလုံးကိုခြေထောက်နဲ့နှင်းချေထည့်စည်းသွားတော့အောင်လုပ်သေးတယ်။နောက်ဆုံးအချင်းပြီးပြင်းထားဒေါ်မြတ်လို့တစ်ချက်မှန်မဲပြီးသူလွဲထွက်လာခဲ့တယ်။ဒီ affiliate အားလုံးအတန်ပုံရိပ်အားလုံးမိဖွေးရဲ့ကြက်သီးတဲကကင်မရာနဲ့သူလည်းဘေးမှာဆွဲထားတဲ့ဗျာစင်းတူအဟောင်းလေးတကယ်တော့အတန်ဖန်းဆက်ထဲမှာ တိတိကျကျမှတ်တမ်းဝင်သွားခဲ့ပြီ။တောင်းထိုက်တော့လွှဲပြန်လာရင် တောင်းမှငုတ်တုံထိုင်ကြီးတဲ့မိဖွေးကိုတွေ့သွားတယ်။သူ့မျက်နှာကဆက်ဆုပ်ရွံ့ရှာတဲ့အမူအရာချက်ချွေပြောင်းသွားတယ်။ဟာအလုရှုပ်လိုက်တာ။သူကသူ့အိတ်ကပတ်စံအချွေတရားတန်သူစီကိုမိဖွေးရဲ့တန်ခွာအဆုပ်လေးထဲမှာဖြန်ကနေပစ်ထည့်လိုက်တယ်။သွားစမ်းဒီနားမှာရှုပ်မလား။မိဖွေးနေချီလင်းကတော့ကြောင်တောင်မဲ့လုံလေးနဲ့ ဘာမှမနာလဲသလိုမောက်ကြည့်နေစေဒါပေမဲ့သူ့ရဲ့ညီပေးနေတဲ့လက်ချောင်းတွေကတန်းခွက်ထဲကတက်တဲ့တစ်ခုဖြစ်သွားတဲ့အကျွေးစီလေးကို ကြစ်ကြစ်ပေါက်အောင်စုပ်ကန်လိုက်မိပါတော့တယ်ဒူရဲ့အုတ်တောင်းထရဲ့အနိုင်ချစ်မှုမတန်းကို ရရှိပြီးနောက်မိဖွေတပူရဲမှုနေကြည်လင်းဟာ ပိုပြီးကြီးမားရဲ့ပြမစီကို အာယုံဆိုင်လာခဲ့တယ်။တောင်းထိုက်ဟာငွေကောက်တဲ့လက်သေးသေးလေးပဲဖြစ်တယ် ဒီငွေတွေအလုံးတွားစုဝေးရဥနောက်ဖြစ်တဲ့ရေုပ်ကြော်ထင်းတို့တူလိုချင်တယ်ပြဿနာကရေုပ်ကြော်ထင်းဟာဈေးကြိုလိုနေရာမျိုးကို ကိုယ်တိုင်ဘရမဆင်းမလာဘူး तू ကတန့်တယ် तू ကသူ့ယုံငန်းထဲမှာပဲထိုင်ပြီးတောင်းထိုက်လိုလူတွေကနေသဆင်းအညစ်အကြေးတွေကိုကြိုက်တွယ်စေချင်တယ်နေကြည်လဲဟာမိဖွေးအဖြစ်နဲ့နောက်ထပ်တည်င်းပတ်တွေအချိန်ယူစောင့်ကြည့်ခဲ့ရတယ် သူမတတိထားမိလာတာကတောင်းထိုက်ဟာတောက်ကြနေတိုင်းဈေးထဲကနေစက်ကြီးတွေလိုက်ကောက်ပြီးတာနဲ့ဈေးအနောက်တောက်ကဥပခိုင်ရဲ့လက်ဖက်ရည်ဆိုင်ကိုပဲပြန်သွားထိုင်တတ်တယ်။အဲ့ဒီဆိုင်မှာသူကအနည်းဆုံးတနင်္လာလို့ထိုင်ပြီးလက်ဖက်ရည်တောက်ရင်တစုံတစ်ယောက်ကိုစောင့်လိရှိတယ်။ဒါပဲဥပခိုင်ရဲ့လက်ဖက်ရည်ဆိုင်ဟာငွေလွဲလို့တဲ့နေရာ ဘန်ကွဲတစ်ခုလိုဖြစ်ရမယ်။နေဂျီလင်းဆုံးဖြတ်ချက်ချလိုက်တယ်။သူ့ရဲ့မမြင်နိုင်သောမျက်စိဟာ အခုထိုင်နေတဲ့နေရာထက်အဲ့ဒီလက်ဖက်ရည်ဆိုင်အထွေးမိုင်းကို ထွင်းဖောက်မြင်နိုင်တဲ့နေရာတစ်ခုကို ပြောင်းရွှေ့ဖို့လိုအပ်လာပြီ။ဒါပေမဲ့တသောစားတယောက်ယောက်အတွက်နေရာပြောင်းတယ်ဆိုတာမလွယ်ဘူးဈေးကြိုပလက်ဖောင်းထဲမှာကအဖွဲတွေနည်းမြေတွေရှိနေတယ် ။ "तू आ တခြားသူနေရဲ့နေမြေကို ကျူးကျော်လို့မရဘူး။ तू မဟာမိဖွေးရဲ့ဇက်ရုပ်ကို အပြိဝအတုံးချခဲ့တယ်။ तू မဟာယူးကျင်အောင်ဆောင်တယ်။တရက်ကို ခြေတလန်းစာလောက်လက်ဖက်ကြီးဆန်တော့ကိုတဖြည်းဖြည်းချင်းတိုးကတ်သွားတယ်။တခြားတောင်စားတွေကသူ့ကို နှင်ထုတ်ရင်သူကကြောက်နဲ့တစား all hit ပြီးမြေကြီးပေါ်ကအမိုက်တွေကိုကောက်စားပြတယ်။သူ့ရဲ့အရှုံးပေးတဲ့အယူပုံစံကြောင့် တခြားတသောစားတွေကတော့သူ့ကိုဒီကောင်မတော့လုံလုံပြတ်သွားပြီဆိုပြီး အနောက်အရှက်မပေးတော့ဘူးနောက်ဆုံးတော့ဒူမကလက်ဖက်ရည်ဆိုင်ရဲ့အပောက်ဝက်နဲ့မျက်နှချင်းဆိုင်တစ်ဖက်လမ်းကပန်းချန်အုတ်ခွန်အစုတ်လေးတစ်ခုစီကို နေရာရွှေ့နိုင်ခဲ့တယ်ဒီနေရာကအကောင်းဆုံးနေရာပဲဒူမရဲ့ကြက်တီကမာကလက်ဖက်ရည်ဆိုင်တဲ့ကိုဝင်ထွက်နေတူတိုင်းကို အတိအကျဖမ်းယူနိုင်နေပြီ အဲ့ဒီတောက်ကြနေထုံးစံအတိုင်းပဲညနေ3နာရီခွဲလောက်မှာဒူရဲအုပ်တောင်းထိုက်ရောက်လာတယ်။ဈေးတွေကို တပတ်ပတ်ပြီး6နာရီလောက်မှာလက်ဖက်ရည်ဆိုင်နဲ့ပြန်ဝင်သွားတယ်။သူ့တက်ထဲမှာတော့ဆေးလေးဘူးတွေလက်ဆောင်ထုတ်တွေလို့အမိတက်ထားတဲ့စိုင်းမျိုးစုံပါလာတယ်။မိဖွေးဟာအတက်ကို အောင့်ထားလိုက်တယ်။သူ့ရဲ့ကံကြရာကျက်တီလီကိုလက်နဲ့မတီးမသာပုတ်ပြီးမှန်ပလင်းရှင်းအောင်လှုပ်လိုက်တယ်။ ညနေ၄နာရီခွဲလက်ဖက်ရည်ဆိုင်ရှိကိုကားအနှက်ရောင် Toyota Crown တစ်စီးထိုးဆိုင်လာတယ်ယူနီဖောင်းမဟုတ်ဘူးတံပြန်းနေတဲ့ပိုးတိုက်ပွန်ဝတ်ထားရဲ့လူတယောက်ဆင်းလာတယ်မြေကြီးလေးရဲ့နှလုံးသားတစ်ချက်ခုံရပ်ပါတယ်ရဲအုပ်ကြော်တင်သူ့ရဲ့ဓာတ်ပုံတွေကို အလွတ်ရနေခဲ့တာအပြင်မှာပိုပြီးလူကြီးလူကန်းပုံစံပေါက်နေတယ် ရဲဥကြော်ထင်ကလဖက်ရဆိုင်တဲကိုမဝင်ဘူးသူကဆိုင်ရှိကဇပွဲဝိုင်းမှာပဲဝင်သွားထိုင်လိုက်တယ်ဥပခိုင်ကတီးတန့်လဖက်ရတခွထရက်ချင်းချပေးတယ်ခဏအကြာမှာဒူရဲဥတောင်းထိုက်ကဆိုင်ထဲကထွက်လာတယ်သူ့လက်ထဲမှာဘာမှမပါလာတော့ဘူးသူကရဲဥကြော်ထင်ရဲ့ဇပွဲမှာဝင်ထိုင်ပြီးအယိုတိပေးတဆုံတရော့ကိုတိုးတိုးတင်ပြနေတယ်မိဖွဲဟာ သူ့လက်ဘင်းကဖျားစင်သူ့အတန်ဖန်းဆက်ကိုလက်နဲ့အသာဆုပ်ကင်ထားပြီးအတန်ကိုအမိအမဖမ်းယူနိုင်မှုစ조사နေတုံးဆိုဟဲ့ကမသွားလားဒီနေရာကတချဲတဲ့ကားရက်တဲ့နေရာနင်းဒီမှာထိုင်နေတာမြင်ကွင်းညက်ပတ်တယ်ထထသွားလုံကြုံရဲ့အဆောင်ကသူ့ရဲ့ဝါလုံးတုံးနဲ့မိဖွေရဲ့တန်ကွက်အဆုပ်လေးကိုဖြောင်းကနေရိုက်ထုတ်လိုက်တယ် တန်ခွေထက်ကပတ်စံအကျွေးစေးလေးတွေလမ်းပေါ်ကို ပြန့်ကျဲသွားတယ်။အအနေကြီးလင်းတယောက်မိဖွေးရဲ့ဇက်ရုပ်အတိုင်းပဲကြောင်းလန့်တစံအော်ဟစ်ပြီးမြေကြီးဘော့ကအကျွေးစေးတွေကိုလိုက်ကောက်ဟန်ပြုတ်လိုက်ရတယ်။ဒီစူရိုင်းစံကြောင့်လက်ဖက်ရည်ဆိုင်ဝိုင်းမှထိုင်နေတဲ့ရဲအုပ်ကြောင်ထင်းနဲ့တောင်းထိုက်တို့နှစ်ယောက်လုံးကမိဖွေးစီကိုချက်ချင်းမျက်စီရောက်သွားတယ်။တောင်းထက်ကသူ့ကိုချက်ချင်းတမတ်မိသွားတယ်။ဟာ ဒီယူနေတဲ့တပ်တောင်းစမ်းမတယ်လို့နှုတ်ခမ်းလို့ယုံပြောလိုက်တာကိုနေကြည်လင်းတွေ့လိုက်တယ်။ရဲအုပ်ကျော်ထင်ကတော့သူ့ကိုမိဖွေးကိုစူးစူးဆိုက်ဆိုက်နဲ့လက်လုံးမလွှဲတမ်းကြည့်နေခဲ့တယ်။သူကြကြည့်တယ်ကတပ်တောင်းစမ်းမဘယောက်ကို ကြည့်နေတာမဟုတ်ဘူး။တဆုံတချို့ကိုအကဲအဖြတ်နေတယ်လို့စူးစမ်းနေတယ်လို့အေးဆက်ဆက်အကြည့်မျိုး။နေကြည်လင်းတယောက်သူ့ကြော်ယုံတဲ့ကစိန်ခနဲ့ခံစားလိုက်ရတယ်။ သူမဇက်ပေါ်သွားပြီလားရဲအုပ်ကျော်ထင်းရဲ့အေးဆက်ဆက်စူဇန်နဲ့အကြည့်မိဖွေသူ့ရဲ့မိုးနေချီလင်းတယောက်သူ့ဘဝရဲ့အရှိအကြဆုံးစကန့်အနည်းငယ်ကိုဖျော်ပန်းလိုက်ရတယ်သူမရဲ့အုံနောက်ထဲမှာအချက်ဖေးခေါင်းလောင်းတွေအဆက်မပြတ်မြည်နေပြီသူငါ့ကိုတန်တရားဝင်နေပြီသူမရဲ့ undercover လေ့ကျင့်မှုတွေက သူ့ကိုအလိုလျောက်တုံ့ပြန်စီခဲ့တယ်တိုက်ခိုက်လို့မရဘူးထွက်ပြေးလို့မရဘူးသူမလို့ရမှာတခုတည်းက မိဖွေးအဖြစ်သာဆက်နေရမယ်။သူမဟာကြောင်ရံတကြားအော်ဟစ်နေတဲ့လုံကြုံကြီးအဆောင်ကိုပဲမျက်လုံးဖြူးကြီးနဲ့ကြည့်နေဟန်ဆောင်လိုက်တယ်။ပြီးတော့လမ်းပေါ်ပြန့်ကျဲသွားတဲ့အကြွေစီလေးတွေကိုတကယ့်အယူတယောက်လိုတကယ့်သူတောင်းစားတယောက်လို လေးဘက်ထောက်ပြီးတုံတုံရင်ရင်နဲ့လိုက်လံကောက်ယူနေလိုက်တယ်။သူ့ရညစ်ပဲနေတဲ့စပင်တွေကသူ့မျက်နှာပေါ်ဝိုင်းကြနေပြီးသူ့ပုံစံကလူတယောက်ထက်အစာလူရက်ခံလိုက်ရတဲ့တရိချံတကောင်နဲ့ပို့တူနေခဲ့တယ်။ လုံယုံကြီးအဆောင်ကသွားသွားလို့ထတ်အောင်ရင်သူ့ကိုချလောင်းနဲ့လမ်းကန်တယ်လို့လှုပ်လိုက်တယ်။လက်ဖဲရေးဆိုင်စာဝဲဝိုင်းကနေရဲအုပ်ကြော်ထင်ကသူ့လက်ထက်ကလက်ဖဲခွဲကို ဖြည်းဖြည်းချင်းချလိုက်တယ်။ပြီးတော့သူ့ဘေးကတူရဲကိုတောင်းထိုက်ကို မင်းငေါပြလိုက်တယ်။သူ့နှက်ခန်းတွေလှုပ်သွားပြီမဲ့မိဖွေးရှိတဲ့နေရာကနေမကြားရဘူး။အလုတ်ရှုပ်လိုက်တာကွာ။တောင်းထိုက်တယောက်စိတ်ဖြက်လက်ဖြက်နဲ့ထရာကထလာတယ်။သူ့ရဲ့မျက်နာက ီအယူမကိုရှင်းရဦးမှာဆိုတဲ့အမူအရာအပြည့်နဲ့သူမီဖွေးရဲ့ရှေ့ကိုခြေစုံရပ်လိုက်တယ်။ဟဲ့ကောင်မနင်းနင်းဒီနောက်မှာဘာလာလောပြတ်လာလဲ။နင်းကိုငါပြောထားတယ်မဟုတ်လား။တွားမီဖွေးကတော့သူ့ကိုဘာမှ နားမလဲလို့ကြောင်တောင်တော့မိုးကြည့်နေစေ။သူ့လက်ထဲမှာတော့မြေကြီးကကောက်ထားတဲ့အကျွေးစစ်ညင်ညီလီတုံးပြတောင်းထိုက်ကစိတ်မရှိတော့ဘူး။နားမလဲဘူးလား။သူကမီဖွေးရဲ့ပခုံးကို လဲ့လဲ့ကြမ်းကြမ်းနန်းနန်းဆွဲလဲ့လိုက်တယ်။ထထစားနင်းစီမဘာတွေဟွက်ထားလဲ။သူရဲ့ဝတ်တောင်းထိုက်ကရဲအုပ်ကြော်တင်ရဲ့တန်တရာအကြည့်ကို ဖမ်းမိသွားပုံပဲ။သူကမိဖွေးကိုသူတော်စားမတယောက်လိုမဆက်ဆံတော့ပဲ။မတင်ခါဖွေးတញ្ញန်ယောက်လိုဆက်ဆံလာတယ်။သူကမိဖွေးရဲ့ညစ်ပဲနေတဲ့အဝတ်စားတွေကိုလက်နဲ့စတင်ရှာဖွေစမ်းသပ်ပါတော့တယ်။နေချီလင်းရဲ့ရင်ဘက်တစ်ခုလုံးဒိန်ကနေဖြစ်သွားတယ်။ သူ့ရဲ့ဂျဲတင်းကင်မရာသူ့ရဲ့လေဘင်ကဖျားစင်းသူအတန်ဖတ်စတ်အအမိဖွေးကကြောင်းလန့်တကြောင်းအော်တန်နေထွက်လာတယ်မဲ့တောင်းထက်ကဂရုမဆိုင်ဘူးပါစပိတ်သားတောင်းထက်ရဲ့လက်ချမ်းကြီးတွေကမိဖွေးရဲ့အရင်ကြီးစုပ်ကိုဆွဲဖျက်မတတ်ရှာဖွေနေတော့မှာပဲသူ့လက်ကလေဘင်ကခြေချိုးလေးကိုဆမ်းမိသွားတယ်ဟမ်ဒါပါလေတောင်းထက်ကအဲ့ဒီဖျားစင်းသူအသေးလေးကိုဆွဲထုတ်လိုက်တယ် သူတောင်းစားကဖျားဖျားတလားခိုးလာတာမဟုတ်လားအဲ့ဒီစင်တုလေးကိုဖြုတ်ယူဖို့အတွက်ကြိုးကိုဆွဲဖက်မလို့လှုပ်လိုက်တဲ့အခိုက်အတန့်မှာနေချီလင်းတယောက်သူ့ရဲ့နောက်ဆုံးကတ်ကို ထုတ်ထုံးလိုက်ရတော့မယ်သူမဟာရဲလိုတံပြန်တိုက်ခိုက်လို့မရဘူးဒါဆိုဇကာကွဲသွားမယ်သူမဟာမိဖွေးလို့မယ်တွန့်ပြန်ရမယ်အာအာမလုမလုပါနဲ့မိဖွေးတယောက်တမ်းမဲ့လူတယောက်အော်သလိုမဟုတ်ပဲ လေချောင်းမေကထွက်လာတဲ့နာကျင်ကြောက်လန့်ခြင်းအပြည့်နဲ့အတန်စူးကြီးတစ်ခုကိုအာခုံအဟိလိုက်ပါတော့တယ်။သူမဟာတောင်ထိုက်ကိုပြန်မတိုက်ခိုက်ဖဲမြေကြီးပေါ်မှာဒူးထောက်ကျသွားပြီးသူ့ရဲ့ခြေထောက်ကိုပြန်လဲဆော့ကင်ဖတ်တွဲလိုက်တယ်။မီယူမီယူပါနဲ့အဲ့ဒါအဲ့ဒါဖုန်ကြီးပေးထားတာအမေအမေပေးထားတာအာသူမဟာအယူတယောက်လိုသူ့ရဲ့နောက်ဆုံးပိုင်ဆိုင်မှုကိုအလူရက်ခံလိုက်ရမယ်တရိษံတကောင်လိုမြေကြီးပေါ်မှာခေါင်းနဲ့စောင့်ပြီး ခြေပွားအောက်မှာမျက်နှာကိုအပ်ပြီးအတံပြဲကြီးနဲ့ငိုဟစ်ပစ်လိုက်ပါတော့တယ်ဂျီမင်ကွင်းဒီလောက်ညစ်ပဲနေတဲ့သွားရည်နဲ့ရည်တွေနဲ့ငိုယုံနေတဲ့အယူမတယောက်ကသူ့ရဲ့ခြေထောက်ကိုလာဖတ်နေတာဒူးရဲ့အုပ်တောင်းထိုက်တယောက်သူ့ရဲ့အာဏာတွေပျောက်ကွယ်သွားပြီးရွင်းရှာဆက်ရုပ်တွေဝင်လာတယ်ဖေဆန်းအောက်တန်းကြတဲ့ဟာမသူကမိဖွေးကိုသူ့ရဲ့ဘူးဖိနဲ့နဲ့အာကုန်တွန်းကန်လွင့်ပစ်လိုက်ပါတော့တယ် ဖျားဆင်းသူကိုဆက်ပြီးစိတ်မဝင်စားနိုင်တော့ဘူးထွသွားငါမစ္စရှိကနေအခုထွသွားစားနောက်တစ်ခါနောက်တစ်ခါဒီဈေးနားမှာနင်းမျက်လာကိုတွေ့ရမယ်ဆိုရင်ငါကိုယ်တိုင်နင်းကိုရိုက်တတ်ပြစ်မယ်မိဖွေးနေချီလင်းကတော့ကြောက်လန့်တကြားနဲ့လေးဘက်ထောက်ထကြီးရိုင်းနဲ့နဲ့နဲ့အအလိုအတာမထွက်တထွက်အော်ဟိညင်လမ်းထောင်တဲကနေပျောက်ကွဲသွားတဲ့အသည့်ပြေးပြေးထွက်သွားခဲ့ပါတော့တယ် သူမဈေးကျိုးနဲ့လမ်းတုံးလေးခွာလောက်ဝေးတဲ့နေရာရောက်မှဒူးတွေခွေးကျော့သွားပြီးအမိုက်ပုံတစ်ခုကိုမှီအသက်ကိုမင်းနှံရှိနေရတယ်။သူ့ရဲ့အတန်ဖက်ဆက်သူ့ရဲ့ကင်မရာအားလုံးအားလုံးဘာမှမဖြစ်ခဲ့ဘူး။ဒါပေမဲ့သူ့ရဲ့ဇက်ကလာကို꿰သွားခဲ့ပြီးလက်ဖက်ရည်ဆိုင်ဝိုင်းလေးစီကိုတောင်းထိုက်တဲ့အောင်မျက်နှာရှုံးမဲ့ပြီးပြန်သွားတယ်။စိတ်ရှုပ်စရာအယူမပါဆရာငါရှင်းပြလိုက်ပြီ ရဲအုပ်ကျော်ထင်ကတော့ဘာမှပြန်မပြောဘူး။သူကမိဖွေးပြောထွက်သွားတဲ့လမ်းတောင်လေးကိုလက်သေးကလက်ဖက်ရည်ခွက်ကိုမှောက်တောက်ရင်းနဲ့အေးဆက်ဆက်မြက်လုံးနေနဲ့စဉ်းစားမဆုံးသလိုကြည့်နေခဲ့ပါတော့တယ်။နေချီလင်းတီလိုက်ပြီ။သူမရဲ့မမြင်နိုင်တော့မျက်စိဟာအခုတော့မြင်ချင်းခံလိုက်ရပြီ။သူမတက်တဲ့တွေရှိလာပြီ။ဒါပေမဲ့အဲ့ဒီတက်တဲ့တွေနဲ့အတူသူမရဲ့အသက်ကပါအန်ဒီရဲတွေကိုအတီချရောက်ကြသွားခဲ့ပြီ။ ဈေးချိုနဲ့မလန်းမကန်းကလမ်းချမောင်တစ်ခုထဲမှာမိဖွေသူ့ရဲမှုနေကြည်လင်းဟာနယံကိုမိပြီးသူ့အသက်ရှူသောကိုထိန်းချုပ်နေရတယ်။သူ့ရဲ့အယူးလိုတယုတ်ဆောင်မှုကသူ့ရဲ့အဖိုးတန်ပစ္စည်းလေးကိုရောသူ့အသက်ကိုပါခက်တာကဲတင်လိုက်နိုင်ခဲ့တယ်။ဒါပေမဲ့သူတိလိုက်ပြီ။ရဲအုပ်ကြောသင်းနဲ့နောက်ဆုံးအကြည့်အဲ့ဒါတန်တရာမဟုတ်တော့ဘူး။တေချာသွားလို့ကြည့်တဲ့အကြည့်။သူမရဲ့မမြင်နိုင်တော့မျက်စိဆိုတဲ့အကာအကွယ်ပျက်စီးသွားခဲ့ပြီ။သူမဟာချက်ချင်းဆိုသလို မန္တလေးမြို့ရဲ့တခြားတစ်ဖက်ချမ်းမှာလျှို့ဝှက်စွာဖွင့်ထားတဲ့သူမရဲ့ safe house အရေးပေါ်ဌာနစီကိုနီလာမျိုးစုံနဲ့ပြန်လာခဲ့တယ်။အဲ့ဒီညစ်ပနေတဲ့ဝိစားတွေကိုမီးရှို့ဒုက္ခနာကုတ်ကကြီးတွေကိုပြောင်းစင်အောင်ဆေးကြောမှန်ထဲမှာပြန်ပေါ်လာတာကတော့မိဖွေးမဟုတ်တော့တဲ့ဒူးရံမှုနေကြီးလေးလေအေးဆက်ထမြက်တဲ့မျက်နာပါပဲ။သူမဟာဖျားဆင်းသူအတန်ဖန်းဆက်တဲ့ကျဲသီးကင်မရာတွေကမှတ်တမ်းတွေကိုကွန်ပျူတာထဲချက်ချင်းကုထည့်လိုက်တယ်။ဥပခင်ရဲ့ဆိုင်မှာငွေလဲမှန်မှု ပုံရိပ်များဒေါမြကိုအနိုင်ကျင့်ငွေညစ်မှုအတန်ရောပုံရိပ်ပါရှင်းလဲသူမကိုယ်တိုင်အနိုင်ကျင့်ခံရပြီးတောင်းထိုက်ကရိုက်တက်ပြစ်မယ်လို့ချင်းချောင်းလိုက်တဲ့အတန်ရှင်းလဲဒါရီကဒူးရောတောင်းထိုက်ကိုပြစ်မှုဆန်ရချင်းချောင်းမှုတွေအနိုင်ကျင့်ငွေညစ်မှုတွေနဲ့အတိအကျဖမ်းလို့ရပြီဒါပေမဲ့ရဲအုပ်ကြောထင်းသူကတန့်နေတုံးပဲသူကလက်ဖိတ်ဆိုင်မှာထိုင်ခဲ့တာပဲရှိတယ်ငွေကိုကင်လိုက်တာတောင်းလိုက်တာဘာတက်တယ်မှမရှိဘူး နေဂျီလင်းမျက်မှောင်ကျုပ်လိုက်တယ်။ငါလိုချင်တာကဒီငါးသေးလေးမဟုတ်ဘူး။ငါးကြီးဒီကောင်။တပြိုင်နက်သေးစက္ခါနစ်ရဲစက္ခန်းအယူမဟုတ်လား။ရဲကိုကြော်တင်ရဲအော်ဟစ်တန်ကသူ့ယုံကန်ထမဟင်းထွက်သွားတယ်။သူ့ရဲကိုတောင်းထိုက်တဲ့ရောက်သူ့ရှေ့မှာခေါင်းငုံကြောက်ရွံ့နေရတယ်။ဆရာကျွန်တော်ပတ်စပ်ပိတ်ထားအယူမတဲ့ရောက်ကနင်းလူလိုရဲတွေရှေ့မှာလေးဘက်ထောက်ပရိထွက်ရဲတာဟုတ်လား။နင်းသူ့လက်ဘင်းအဟာကိုဘာလို့မစစ်ခဲ့တယ်လဲ။ကြော်တင်ရဲ့တော့သူ့စာဘွဲကိုလက်နဲ့ထောက်လိုက်တယ်။ ်သူပါတယ်သူတိတယ်ဒါထောင်ကြောက်သူ့ရဲ့တန်တရားကအခုတေချာသွားပြီအဲ့ဒီတတောင်းစားမဟာတာမန်တတောင်းစားမဟုတ်ဘူးတောင်းထိုက်မင်းအခုအခုချက်ချင်းအဲ့ဒီမိဖွေဆိုတဲ့ကောင်မကိုတွားရှာခြေရလက်ရပြောက်အောင် ရှင်းပြခရမယ်တေးဒီဖြစ်စီရှင်ဒီဖြစ်စီငါရှိတဲ့ကိုပြန်ခေါ်ခဲ့နောက်တနေ့မန္တလေးမြို့ရဲ့လမ်းပြီးတတောင်းစားဒီအမောက်ဘုံကလူတွေအားလုံးအကြောက်တရားဝင်နေကြတယ်လူရဲ့အိုတောင်းထိုက်နဲ့သူ့လူတွေကမိဖွေးဆိုတဲ့အယူမကိုလိုက်ချရင် တွေ့သမျှတရောင်းစားတွေကိုရိုက်နဲ့ချင်းချငောင်းတော့ပုံစံမျိုးစုံနဲ့ရှင်းလင်းနေခဲ့တယ်။ဒါပေမဲ့မိဖွေးကတော့မြေကြီးတဲ့နစ်ဝင်သွားသလိုပျောက်ချင်းမလားပျောက်ဆုံးနေခဲ့တယ်။နေကြီးလင်းတယောက်သူ့ရဲ့ safe house computer ရှေ့မှာဒီသတင်းတွေကိုကြည့်ရင်သူ့ရဲ့နောက်ဆုံးကစားကွက်ကိုပြင်ဆင်လိုက်တယ်။သူမဟာရဲအုပ်ကြော်ထင်းရတန်တရားကိုအကြောက်တယောက်ထိအောင်ပြောင်းပြရမယ်။သူမဟာဥပခန့်ရဆိုင်ကို ကလေးတယောက်လက်ထဲစားရဆောင်ကိုထည့်ပေးလိုက်တယ်။ဆရာကျော်ထင်း ညကလက်ဖရည်ဆိုင်ကဗီဒီယိုဖိုင်ငိုခြင်းလားဈေးကောင်းပေးနိုင်ခြင်းဒီည9နာရီအေယာဝတီမြစ်စိတ်ကန်ကတင်းပေါ်အဟောင်းကြီး9တောင်3မှာတရောင်ထဲလာဟစ်ရဲပါရင်ဒီဗီဒီယိုဖိုင်က အထက်ကိုရောက်သွားမယ်မိဖွေည9နာရီ9တောင်3မြစ်စိတ်ကန်က9တောင်အဟောင်းကြီးဟာတိတ်ဆိတ်ပြီးအမောင်ကြနေတယ်လာရယောင်ကအေယာဝတီမြစ်ရေပွင့်ပေါ်မှာခတ်ဖြော့ဖြော့ကြဆင်းနေတယ်ရဲအုပ်ကြောထင်းတရောင်ထဲမလာဘူးသူ့နောက်မှာသူ့ရဲအုပ်တောင်းထိုင်နေတယ် အရဝတ်လက်နက်မျိုးတိတ်ဆိတ်ပါလာတယ်။ဘယ်မှာလဲ။ကောင်မထွက်ခစ်။ယူကိုတော်ရဲ့ထုံတန်းပေါ်ကအမှန်ကြီးတဲ့ကောင်ဤအတန်တစ်ခုထွက်လာတယ်။ရဲအိုကြီးခမဲကောင်မိဖွဲကောင်ပဲလာမယ်ထင်နေတာလား။ဘဲဘဲဒူလဲ။ရဲအုံနဲ့သူညာတွေမောက်ကြည့်လိုက်တဲ့အချိန်ဖျံဖျံကိုတော်တစ်ခုလုံးရဲ့မိပေါင်းကြီးတွေအားလုံးတပြိုင်နက်ထဲလင်းထိုင်သွားတယ်။သူတို့ရဲ့ရှေ့မှာညစ်ပနေတဲ့မိဖွဲမဟုတ်တော့ဘူး။အနဲ့ကြောင့်တိုက်ခိုက်မှုဝိပယုံလက်နာမှာခန်းစားချက်မရှိနေတဲ့ လက်ထဲမှာပစ္စတောကိုသူတို့စီတက်တဲ့ချိန်ရွယ်ထားတဲ့ဒူရဲမှုနေကြည်လင်းသူမရဲ့နောက်မှာအ ਨੇ ဆုံးအထူးဆောင်ဆန်းစစ်ဆေးရေးတပ်ဖွဲ့ဝန်ဆက်ရောက်အားလုံးလက်မြောက်ထားရဲကိုကြော်ထင်တဲ့တောင်းထိုက်တို့ကြက်တေတေသွားကြတယ်သူတို့ရဲ့လက်ထဲကတနတ်တွေကနေကြည်လင်းတို့ရဲ့အဖွဲ့နဲ့ရှင်လက်ရင်တော့ကလေးကစားရွာဖြစ်သွားပြီနင်းနင်းနင်းအယူမကြော်ထင်ရဲ့တို့မယုံကြည်ခြင်းဒေါသထွက်ခြင်းအရှုံးပေးရခြင်းတွေနဲ့ရောမားပြီးအော်ဟစ်လိုက်တယ် နေဂျီလင်းကသူ့ရှေ့ကိုဖြည်းဖြည်းချင်းချောက်သွားတယ်။သူမဟာလက်ထိုက်တဆောင်ကိုဆွဲထုတ်လိုက်ပြီးလွန်ခဲ့တဲ့ညနေငယ်တဲ့ကမိဖွေးကိုချေမောင်းနဲ့ထုံကန်ခဲ့တဲ့သူ့ရဲ့တောင်းထက်ရဲ့လက်ကိုအရင်ဆုံးဂျက်ခနဲ့ခတ်လိုက်တယ်။ပြီးတော့ရဲအုပ်ကြောထင်းခမရတို့ရဲ့မျက်စိတွေကအထက်ကိုပဲကြည့်ဖို့ကြည့်နေတတ်တာ။နေဂျီလင်းကသူ့ကိုလက်ထိုက်ခတ်ပြီးသူ့နားကိုကပ်ပြီးအတန်တိုးတိုးနဲ့ပြောလိုက်တယ်။ဒါပေမဲ့အောက်မှာခမရတို့ခြေဖွားအောက်မှာအချိန်မြင့် ခမားတို့ကိုပြန်ကိုက်မဲ့မျက်စိတွေအများကြီးရှိနေတာကိုခမားတို့မေ့သွားခဲ့တယ်ရဲောက်ကြီးနောက်ကဘာကြာတဲ့အခါမှာဇေးချိုအနောက်ဘက်ကပုံမှန်တိုင်းပြန်လဲစီကားနေပြီဒေါ်မြရဲ့အသီးသီးပန်းလေးလဲနေရာတကျရှိနေတယ်မိဖွေးဆိုတဲ့တရောင်းစားလေးလေးတော့ထူးဆန်းစွာတယောက်ွယ်သွားခဲ့ပြီဒေါ်မြတယောက်ဈေးရောက်နေတော့သူ့ရှိကိုတက်တက်ရရဝတ်စားထားတဲ့အမျိုးသမီးတယောက်ရောက်လာတယ်အန်ဒီပန်းတလုံးမေးပေးပါအတန်းဒေါ်မြမောက်ကြည့်လိုက်တယ်သူ့ဒီအတန်းကိုမမတ်မိဘူး အမျိုးသမီးလေးကပန်းတဘိုးကြီးပေးရင်ဒေါ်မြရဲ့ဘန်းလေးကိုပိတ်ဆက်9000တန်းတယောက်ကိုပို့ပြီးချဲ့ပေးလိုက်တယ်။အန်တီဒါလွန်ခဲ့တဲ့တစ်ဖက်ကတယောက်ယောက်ကအန်တီစီကနေမတရားယူသွားခဲ့တဲ့ပတ်ချံလေးကိုပလလာပေးတာပါ။ဒေါ်မြတယောက်ကြောင်ငေးပြီးကြံစီတာချင်းနဲ့ဒူအယမိုးနဲ့ကြည်လင်းဟာပန်းတလေးကိုတကိုက်ခော့ပြီးကျုံးဘဲကလမ်းမကြည့်တိုင်းမန္တလေးကနေပူပူအောင်မှာတာဝန်ကျေပူမိနဲ့ထွက်ခွာသွားပါတော့တယ်။ဒီမမြင်နိုင်သောမျက်စိဇလံက ျွန်တော်တို့ကိုဖျားတော့နေတဲ့အဓိကသင်ခန်းစာကတော့လူတယောက်ရဲ့တကယ့်တန်ဖိုးဒုမဟုတ် အန်ဒီရီကိုသူ့ရဲ့အပေါ်ယံဝစားစင်ရင်မှု ထိုင်နေတဲ့နေရာဒါမှမဟုတ်လက်ရှိပိုင်ဆိုင်မှုနဲ့ဘယ်တော့မှတိုင်းတာလို့မရဘူးဆိုတာပါပဲရဲအုပ်ကြော်တင်လက်ဒူရဲအုပ်တောင်းထိုင်တို့ရဲ့အကြီးအမားဆုံးနဲ့နောက်ဆုံးအမားဟာသူတို့ရဲ့အာနာကို အလွဲသုံးစားလုပ်ခဲ့တာတခုတည်းမဟုတ်ပါဘူး သူတို့ရဲ့တကက်ပျက်စီးခြင်းအကြောင်းတရားကသူတို့ခြေဘဝအောက်ကမိဖွေးလိုလူတွေကို လူလို့မမြင်ပဲအနောက်အဆက်အမိုက်ဒါမှမဟုတ်ညစ်ပန်းမှုတစ်ခုလိုသဘောထားပြီးနှင်ချ အထင်သေးခဲ့ခြင်းသာဖြစ်ပါတယ်သူတို့မေးလျော့သွားခဲ့ရာကမမြင်ရလို့ထင်ရတဲ့မျက်လုံးတိုင်းဟာမမြင်တာမဟုတ်ဘူးဆိုတာပါပဲတကယ်တမ်းမှာအနှင်ခံရဆုံးအရေးမပါဆုံးလို့ထင်ရတဲ့နေရာတွေ ဘဒူးမအေးဒီယူမကြည့်တဲ့မျက်လုံးတွေကဒါအမှန်တရားကို အရှင်းလင်းဆုံးမြင်တွေ့နေရပြီးအရာအလုံးကို တိတ်တဆိတ်မှတ်တမ်းတင်နေတာပါပဲ။